ရိုးရဲခုနောက်ပိုင်းနဲ့ SMS ကလေးတဲ့ link တွေပို့တာဝင်ကြည့်မိရင်လည်းဘာဖြစ်နိုင်လဲပြပြပြပါဦးနဲ့ okay တော်တော်များများအဲ့ link တွေရကြတယ်အထူးသဖြင့် attend သုံးတဲ့လူတွေပို့ပြီးတော့အာယုံပို့နောက်မယ်ထင်တယ်တော်တော်များများပို့ရကျွန်တော်လည်း attend ဆိုတော့တွေ့တယ်အဲ့တော့ဘာဖြစ်နိုင်လဲဆိုတော့ကိုယ်တိုင်ကျွန်တော်တို့ဝင်ကြည့်ကြမယ်သူတချို့တွေကကြတော့အဲ့လိုမျိုးအဲ့ link လေးကိုနှိပ်ဖို့တောင်မှသူတို့မနှိပ်ရဲကြတဲ့အနေအထားမျိုးတွေဖြစ်နေပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကိုယ်တိုင်အခုဒီဗီဒီယိုမှာဝင်ပြမယ်ဝင်ကြည့်ကြည့်မယ်ပေါ့နော်ဘာလေး တွေ့မလဲပေါ့โอเคအဲ့တော့ကျွန်တော်ဒီမှာပူလာရတာတွေကတော့အများကြီးပဲပေါ့နော်ကျွန်တော်ဒီမှာတစ်ခုရွေးလိုက်တယ်ဒီမှာဒီကောင်ဆိုရင်သူ့ရဲ့ game လင်းပေါ့နော်အမှန်ကဲတော့ဒီကောင်က game မဟုတ်ဘူးတကယ် game လည်းမဟုတ်ဘူးသူကအဓိကတော့အနောက်ကနေပဲကျွန်တော်တို့ရဲ့ over phone ပေါ့နော်အဓိက spy လုပ်ချင်တဲ့ပုံစံမျိုးတွေဒီမှာဆို AAWI.site တယ်နော်အကောင့်နေရှိတယ်ပြီးကြရင်ဒါမှမဟုတ်ဒီကောင်နေရှိတယ်နော်အဲတစ်ခုနဲ့တစ်ခုက link ကတော့ကွဲသွားတယ်တချို့တွေ link နေများပြင်မဲ့ ဟိုဘယ်လိုဖြစ်လဲဆိုတော့ဒီ site ကိုပဲ redirect ပြန်လုပ်တာမျိုးတွေလည်းရှိတယ်အဲဒါဆိုရင်အနှိပ်ကြည့်လိုက်ပါတော့ဒီကောင်လေးနှိပ်ကြည့်လိုက်ကောင်ဘာလဲမသိဘူး .cc တော့ okay နှိပ်တာနှိပ်ကြည့်လို့ရတယ်မနှိပ်ရင်တရောက်ပါဟုတ်ပါနော်နှိပ်ကြည့်ရင်တရောက်တော့ okay အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ဝင်ကြည့်ရအောင်ကျွန်တော်ဒီကွန်ပျူတာမှာကျွန်တော်ခုနကတော့ကြာတော့ iOS နဲ့ဝင်တာเนาะကျွန်တော် Android နဲ့ဝင်နေဝင်ဘယ်လိုပ ကျွန်တော်ဒီဘက်ဖုန်းမှာအဲ့လင့်မရှိဘူးပြည့်ခဏလေးကျွန်တော် Android ဖုန်းနဲ့တစ်ချက်ဝင်ပြကျွန်တော်မမများတချို့ Android နဲ့ကြည့်နေတဲ့လူတွေပါမယ်ဆိုဘလို့ effect ဖြစ်မလဲလို့ Okay ကျွန်တော်တို့ဒီမှာခုနကတော့ aawi.site ကိုကျွန်တော်ဝင်ကြည့်မယ် aawi.site ခင်ဗျာခုနကတော့ link ဒီကောင်ဒီကောင်ကျွန်တော်ဝင်ကြည့်လိုက်မယ်ပြောဘာဖြစ်လဲဆိုဘာမှမဖြစ် သူ့ရဲ့ website ကိုရောက်သွားဒါပေမဲ့ဒီမှာတော့ဟို down ဒီ down နေတော့ရှောက်မလို့ဘူးတော့အရေးကြီးတယ်เนาะဘာမှတော့မဖြစ်ဘူးဝင်တော့ဝင်လို့ရဘယ်ဖုန်းနေပဲဝင် iOS နဲ့ဝင် Android နဲ့ဝင်ပုံတူတူကြီးပဲမှန်တယ်သူကပြောင်းသွားတယ်ဒီကောင် link လေးပြောင်းသွားတယ်ကောင်ဝင်ကြည့်လို့ရအဲဒီမှာဆိုနည်းနည်းပြဿနာရှိသွားပြီတို့ဒီကောင်ဆိုရင်ဒီမှာ auto download တွေဖြစ်တယ်เนาะ ဟို auto drop message auto drop ဟိုလိုမျိုးကြီး down လာတော့မဟုတ်ဘူးကျွန်တော်တို့ဒီမှာ down လောက်ဟိုက alert တက်တဲ့ပုံစံမျိုးပေါ့နော် down လာဆိုပြီးလာမေးတယ်ခေါင်းဆိုရင်တော့နည်းနည်းပြဿနာရှိကြတယ်ဒီကောင်နေတဲ့ဟိုဖုန်းနဲ့ရောက်သွားတဲ့ခါကျရင်တော့ဘာဖြစ်မလဲတော့နောက်ဆက်တွဲရတော့ကျွန်တော် spy ware spy အလုပ်ခံနိုင်ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းမှာပါစာပို့နေလဲဘာ contact တွေရှိတယ်စသဖြင့်အဲ့လိုမျိုးတော့လောက်ခံနိုင်ရှိတယ် okay ဒီမှာဆိုဒီကောင် game link နဲ့အဲ့ဒီဟိုက link အောင်အလှည့်ကြပို့နော်အလှည့်ကြပို့ โอเคเนาะအဲ့တော့ဒါပြီးတော့ဘက်ကဒီမှာလဲကျွန်တော်တို့ဝင်လို့ရတယ်เนาะခဏလေးခုနကတော့ခုနကတော့ဟာကျွန်တော်တစ်ချက်ဝင်ကြည့်အောင်ခုနတုန်းကကျွန်တော်အော်တိုဒေါင်းလုဒ်လုပ်တဲ့ရဘယ်ကောင်လဲခေါင်းလားဟုတ်တယ်အော်တိုဒေါင်းလုဒ်လုပ်တဲ့ဒီကောင်เนาะအဲ့ကောင်ကျွန်တော်ဒီမှာ Android ဘက်မှာဝင်ပြဝင်ကြည့်လိုက်တဲ့အခါကျရင် ဒီကောင်းရဲ့ link က jvswd.net j jvswd.net net okay ချက်ဝင်ကြည့်လိုက်အဲ့ဒီတလမြေပေါ့။ Yeah ။ဒေါင်းမလားဆိုပြီးတော့ဟိုကအလက်တက်တယ်ပေါ့နော်။ဒေါင်းလိုက်တယ်ဆိုရင်ဘာဖြစ်မလဲတော့အဲ့ဒါတော့ကျွန်တော်လည်းမဆန့်ရသေးဘူး။အဓိကတော့ကျွန်တော်တို့ရဲ့ဖုန်းဟက်ခံထိသွားမှတော့တိတ်ရတယ်။ဝင်ကြည့်လိုက်ရုံနဲ့တော့သူကဘဲမှလည်းဘဲဝက်ဆိုက်မှလည်းမရဘူး။သူကလည်းအလက်တစ်ခုပဲတက်လာတာ။ ချိုးရီဆိုဒေါင်းလိုက်တဲ့ခါကျရင်လည်းပြဿနာရှိတယ်နော်အဲ့လိုမျိုးတော့၆မဒေါင်းနဲ့ဝင်တော့ဝင်ကြည့်လို့ရတယ်ဘယ်လင်းဆိုဝင်ကြည့်လို့ရတယ်ကိုကလက်ငိမ်မှုပဲလို့ပါဟိုဟိုကလေးဒီကလေးတော့မလုံနဲ့ပေါ့နော်ခုနကလည်းကျွန်တော်ဝင်ပြတယ်ဘာမှမဖြစ်ဘူးဟုတ်ပြီအဲ့တော့ကျွန်တော်ကနှစ်မျိုးဝင်ပြသွားပြီဆိုဒီကွန်ပျူတာမှာ browser မှာဝင်ပြရင်ရောခုနကတော့အင်းဒီက private okay aawi.site မကြည့်လိုက်ရအောင်အဲ့ဒီမှာဒီကောင်မရောက်နော်ဘာလို့ယခု download လုပ်ပါဆိုဖွင့်ကြည့်လိုက်ရမှာဖြစ်ပါရောက်အဲ့ဒီမှာဆိုမှ down ဝင်မကြည့်လိုက်တွဲမှာ down ဝင်အဓိက apk ဆိုတော့က android တော့ထုတ်တယ်ကောအဲ့ဒီမှာဆိုရင်သူ့ရဲ့ဟာကဖွင့်လို့မရဘူးသူ file type မရှိဘူးကျွန်တော်တို့ကโอเคနော်အဲ့ဒီမှာဆိုရင်ဒီကောင်လေးရအောင် download ပြန်မှာဒီကောင်လေး ဒါတကောင်နဲ့ application ပေါ့ဗျာဟုတ်ကဲ့နော်မြင်ကြည့်လိုက်မယ်ဟောဝင်လို့တော့မရအောင် apk ဆိုတော့အထက်မှာ file ဖိုင်တွေရှိတဲ့က extra လောက်လိုက်တယ်ဆိုတော့မရအောင်နော်သူ apk ပုံစံလိုပဲပြတယ်နောက်ပြီးကြရင်တော့ i file နဲ့ကိုဘာရေးရလဲဆိုတော့ဝင်ကြည့်လို့ရမယ်ဆိုတော့ကျွန်တော်ထင်တယ် okay အဲ့တော့ဝင်ကြည့်လို့ရတယ်ဝင်ကြည့်လို့ရဘာမှမဖြစ်ဘူးပုံမှန်ဆိုတော့ဒီ site ရောက်တယ်ပေါ့နော် download လိုက်တယ်ဆို download လိုက်တယ်ဆိုတော့ခုနကောင်က gain อ่ะမဟုတ်တော့ ခင်ရမဟုတ်တော့ပဲဒီကောင်လေးရဲ့မဲဝဲပဲဖြစ်လာတယ်ကျွန်တော်ထင်တာတော့။နောက်အဲ့တော့ဒီကောင်လေးရဲ့ site ကဒီကမှာ site မှာဆို IPD တစ်ချက်လည်းစက်ကြည့်လို့ရတယ်။ဒီမှာ pin pin မိမလားတော့မသိဘူး။ကောင်တချက် IP ရတကောင်နဲ့မြန်လို့ပင်းနေတယ်မစ်စတာဟောက်ဝင်လက်ကြည့်ရတာ နောက် cloud fair ဆာမှာတင်လာတယ်နော် copy cloud fair ဆိုဒီ OS ကြီးပါတယ်တော့တိတ်ဆိုးနေတာမရှိတော့ထင်တာဒါရိုက် IP တော့မရတော့ထင်တာအာနော်ဒါရိုက် IP မရ Okay ဒါပါပဲကျွန်တော်မှာ IP လေးတိပါညာ smuggler ရှောက်ဆန်းလို့ရရတယ်နော်ကိုအောင်လာရှက်ကရှက်ကလီကြီးပေါ့ဗျာကိုအောင်ဟို vulnerability scanning တွေပါလေဒီ website ကိုလောက်ချင်တယ်ဆိုလဲလောက်နော်လောက်ချင်ဆိုလဲသဘော เนาะဒါဘယ်က site လဲတော့ကျွန်တော်လည်းမသိဘူးမြန်မာနိုင်ငံကိုတော့ကျွန်တော် target ထားရတယ်ဆိုတော့မြန်မာနိုင်ငံကလူတွေလဲပေါင်းလုံးနေရလို့တော့ထင်တယ်ပေါ့เนาะမကေပေးတော့ပါလို့ဆိုတော့ဟေးအဲ့ဒါပါပဲကျွန်တော် trade through တော့ဘာမှသိမရှိဘူးဝင်တာဝင်ကြည့်လို့ရတယ်ဘာပြဿနာမှမရှိဘူးဟို application တွေပါကြီး down ပြီးတော့ install တွေပါကြီးတော့မတင်တယ်ပေါ့เนาะအဲ့ဒါနောက်ပိုင်းကိစ္စတွေတော့ကျွန်တော်လည်းမသိသေးဘူးနောက်မှညမှကျွန်တော်စမ်းရင်လည်းစမ်းပြပဲပေါ့เนาะโอเคအဲ့တော့ဒါပဲ